မင်္ဂလာပါရှင်။မိုးပြတိုက်ပွဲအတွင်းလွိုက်ကောလိုကက်ပီတဲ့သက်စုမှုတူကြဆုံခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ရှန်ကရနီနယ်ဆက်မိုးပြတိုက်ပွဲမှာလွိုက်ကောမြို့နယ်ဒီတာကန်ပြတုကာကွယ်ရေးတပ်လွိုက်ကောလိုကက်ပီတဲ့သက်စုမှုတူကြဆုံတွားခဲ့တယ်လို့လွိုက်ကောလိုကက်ပီတဲ့ကထုတ်ပြန်ထားပါတယ်။ဇွန်လ16ရက်နေ့နနက်ပိုင်းမှာ လွိုက်ကောလိုကက်ပီတဲ့တပ်ရင်းနဲ့သက်စုမှုရဲဘော်ကြော်ထက်ကထက်ကြီးကား စစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံတော်လှန်ရင်မိုးပြဲရှစ်တန်းတနေရာမှာစဆုံခဲ့ရတယ်လို့ Loyal Local PDA ပို့ဟိုတတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုလလင်းက KVV ကိုပြောကြားပါတယ်။အစိပ်ပိုင်းတော့များတယ်စီးအိမ်လည်းထိပြီးတော့ခြေထောက်တွေလည်းကျိုးတယ်လက်တွေကတော်တော်များတယ်ရှင်ဘက်အပေါ်ဖက်ပဲတိမ်မထီတာအောက်ပိုင်းကအကုန်ထိတယ်လို့သူကဆိုပါတယ်။ အဆိုပါရဲဘော်ကြော်တက်ခါထက်ကြီးကအစမ်းဖက်စစ်ကောင်စီနဲ့တိုက်ပွဲပေါင်းများစွာကိုရိုရိုချွန်ချွန်တိုက်ခတ်ဆင်နွှဲခဲ့ပြီးတော့အောင်ပွဲများစွာမှာလည်းရဲဘော်ရဲဘက်များနဲ့အတူ ပါဝင်ခဲ့တယ်လို့ Loyal Colocal PDF ကထုတ်ပြန်ထားပါတယ်။ Loyal Colocal PDF မှာ2025ခုနှစ်တနည်းအတွင်းစဆောင်ရဲဘော်5ဦးရှိပြီးတော့တိခိုက်ဒဏ်ရာတူ15ဦးထဲမှာ၅ဦးကပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ ကိုလင်းလင်းကဆူထားပါတယ်ရှင်။